ုံနဲ့ခက်ခဲကဒီအာဇာနီနေ့ခန္ဓာဝယ်ကျင်းပဖို့အတွက်မှာကျွန်တော်တို့ရန်ကုန်တိုင်းမှာကျင်းပမယ်အစီအစဉ်ဖြစ်နေတာကြောင့်ဒါဒုတိယသမ္မတဦးစီးမီလုပ်ငန်းအစီအစဉ်ဖြစ်နေတဲ့အတွက်ကျွန်တော်ကဖိတ်တိုင်ကြဖို့ခက်ခဲရှိတာကြောင့်ဒီခန္ဓာပုံဝယ်လေးကိုလာနိုင်တဲ့အတွက်လည်းတာဝန်ပါပါတယ်ကျွန်တော်တို့ဒီရန်ကုန်တိုင်းအတွက်မှာနိုင်ငံရေးလူမှုရေးစီးပွားရေးဒီပြည်ပြောင်းလဲရေးလုပ်ငန်းစဉ်များစွာကိုကျွန်တော်တို့တိုင်းဒေသကြီးအစိုးရဖွဲ့ထား ဆောင်ရွက်နေပါတယ်ဒီဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့နဲ့ကာလကြာရှည်ဒီမိုကရေစီတရားမှုကြီးမှာပါဝင်ပတ်သက်ခဲ့တဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေကျွန်တော်တို့ရဲ့ညီပေါင်းအမအများဆိုတာရှိပါတယ်ဟိုဒါပေမဲ့ဒီများစွာရှိတဲ့လူတွေအားလုံးဟာတာဝန်ယူဆောင်ရွက်ရတဲ့နေပဲအတီးတီးဟာကွာခြားသွားတာတွေရှိပါလေကွာခြားသွားတဲ့အခြေအနေတွေဖြစ်တဲ့အတွက်တချို့အခြေအနေတွေကို relation လောက်ရတဲ့နေရာမှာနည်းနည်းအခက်အခဲရှိတာတွေဒါကျွန်တော်တို့တွေ့ရပါတယ် ဒါကျွန်တော်တို့လည်းဒီတနှစ်တာတာဝန်ယူခဲ့ပြီးတဲ့အချိန်ဒီကာလမှာဟိုဘာကကဲဖြစ်လာတယ်လဲဆိုရင်ကျွန်တော်တို့အားလုံးကကိုအလုတ်ကကျွန်တော်တို့ကိုတွန်းပို့လာတဲ့အချိန်မျိုးကိုကျွန်တော်တို့ခံရပါတယ်တချို့ခြေတီးတွေကကျွန်တော်တို့မနှက်ပြမှာဘာစီစဉ်နေရှိလဲဆိုတာကျွန်တော်တို့ကစီစဉ်ထားတာမဟုတ်တော့ပဲねအလုတ်ကကြီးကျွန်တော်တို့ကိုစီစဉ်ထားတဲ့အစီအစဉ်တွေကျွန်တော်တို့ဖြစ်လာပါတယ်။ဒါကြောင့်လဲဆိုဟိုနေဘယ်ရီကအများကြီးဖြစ်လာတဲ့အတွက်ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးကျင်းသားတွေနဲ့ဆုံတွေ့ထိုင်ဖို့ကျွန်တော်တို့မှာအထက်ကျဲနိုင်ငံရှိတာပါ။နိုင်ငံရေးကျင်းသားဆိုတာကျွန်တော်တို့ကိုယ်တိုင်နိုင်ငံရေးကျင်းသားတွေပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့မိသားစုတွေလို့လူလူတွေတွေဆုံနိုင်ဖို့ဆိုတဲ့အခြေအနေတစ်ခုလည်းဒါကျွန်တော်စဉ်းစားပါတယ်။ဒါကြောင့်မို့ဒီနေ့ကွန်ဒင်ကနေဒီနေ့ပွဲလေးတစ်ခုလုပ်မယ်။ဒီပွဲလေးနဲ့ပတ်သက်တဲ့အခြေအနေတွေအားလုံးကိုလည်းဒါကျွန်တော်အလွန်မှန်းကိုသဘောကျပါတယ်။အားကြောင့်လဲဆိုနိုင်ငံရေးကျင်းသားတွေအားလုံးအတွက် နောက်ထပ်အခွင့်အလမ်းတွေကိုရနိုင်မဲ့အခြေအနေတွေကိုဒါကျွန်တော်တို့စောင့်ဝတ်ချင်ပါတယ်။ဒါကြောင့်လည်းဆိုကျွန်တော်တို့ level တိတိမှာနိုင်ငံရေးကျင်းသားတွေကဘဝရဲ့ဖြတ်သန်းခဲ့မှုတွေအရင်းကျက်မှုတွေတည်ငြိမ်မှုတွေအများကြီးရှိပါတယ်။သူတို့လုံဆောင်နိုင်တဲ့ level တွေကိုစနစ်တကျကျွန်တော်တို့ဖန်တီးတည်ဆောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ရံမြို့တော်ကြီးတော်၎င်းနိုင်ငံတော်အတွက်တော်၎င်းအကျိုးရှိနိုင်မဲ့လုပ်ငန်းတွေပေါ်လာနိုင်ပါတယ်ဒီထဲမှာ ကျွန်တော်တို့လက်တဘောအခုမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲနေတဲ့အခြေအနေပေါ်မှာဟိုရှုမြင်နိုင်ကြအခြေအနေတွေတချို့ကိုလည်းကျွန်တော်နိုင်ငံဒီမှာပြောပြချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံဟာဒီမိုကရေစီအပြည့်အဝရနေတာမဟုတ်သေးဘူးဆိုတာကိုကျွန်တော်တို့သတိချက်ဖို့လိုပါတယ်။ဒါဟာဟိုမစ်သွားတတ်ပါတယ်။ဘာကြောင့်လဲဆိုအခုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှာ85ရာခိုင်နှုန်းနေရာတွေက 80ရာခိုင်နှုန်းကျော်ကို85ရာခိုင်နှုန်းနေရာတဲ့80ရာခိုင်နှုန်းနေရာကိုကျွန်တော်တာဝန်ယူနေတာဖြစ်ပါတယ်။တာဝန်ယူနေရတဲ့အပိုင်းဟာတရားရာခိုင်နှုန်းတော်ကိုတာဝန်ပေးထားတယ်လို့မျိုးဖြစ်နေပါတယ်။ဘာကြောင့်တရားရာခိုင်နှုန်းတော်ဆိုတက်နဲ့ဆောင်ရွက်နေတဲ့အပိုင်းတွေကိုပါတာဝန်ယူနေရတဲ့အပိုင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လုံနိုင်တဲ့အခြေအနေနဲ့ပဲဟာ85ရာခိုင်နှုန်းနဲ့က80ပဲရှိပါတယ်။ဒါကိုကျွန်တော်တို့တတိချက်ဖို့လိုအပ်မယ်လို့ကျွန်တော်ဒီနေရာမှာလည်းသိပေးချင်ပါတယ်။ ကြောင့်လဲဆိုတခါတလေမှကျွန်တော်တို့ကအခုဒီမိုကရေစီရနေပြီလို့ဟိုထင်နေနိုင်ပါတယ်ဒီမိုကရေစီရကိုကျိုးပန်းနေရတဲ့ကာလမှာပဲရှိပါသေးတယ်အရက်ကအုပ်ချုပ်ရေးစနစ်တက်လာပြီလေအရက်ဖက်စစ်ဖက်ဆက်ဆံရေးဆိုတာဒီမိုကရေစီဖြစ်မှာမရှိပါဘူးအရက်ကအုပ်ချုပ်ရေးစနစ်ကအောက်ပါပဲစစ်ဖက်ဆိုတာရှိရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကာဝေးဦးစီးချုပ်ဆိုတာကျွန်တော်တို့ပရိုတိုကောရာဆိုညွှန်ကြားချက်ပဲဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ relation ဆက်ဆံနေရတဲ့ဥစ္စာကနိုင်ငံအကြီးအကဲ level တစ်ခုတည်းကိုထက်ဆက်ဆံတယ်ဒါ democracy မဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့က democracy ပြုပြင်ပြောင်းလဲရေးကိုဆောင်ရွက်နေတဲ့ကာလတစ်ခုအတွင်းမှာကျွန်တော်တို့ရဲ့ democracy လိုလားတည်အားလုံးကြမှာတူညီတဲ့ဆောင်ရွက်မှုတွေတူညီတဲ့ခြေလှမ်းတွေရှိနိုင်ဖို့ကျွန်တော်တို့လိုအပ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါဟာအရေးကြီးပါတယ်ဘာကြောင့်လဲဆိုဒီ generation ကိုကျွန်တော်တို့ တကယ်ကိုကျွန်တော်တို့လက်ခံမထားနိုင်ဘူးဆိုရင်ပထမတစ်ဆင့်ဒီမိုကရေစီလှုပ်ရှားသူတွေချားမှာပဲပြုတ်ကွဲလာပါလေစပြီးအဲဒါကြောင့်ကျွန်တော်တို့ကဘာလို့စပြီးစဉ်းစားလဲကျွန်တော်တို့ရနိုင်တဲ့အခွင့်အလန်းတွေတဲက right တီအားလုံးကိုပုံဖော်နိုင်ဖို့ပဲဖြစ်ပါတယ်။ဘာဒီနေ့ဆိုရင်ဒါကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ထဲမှာကျောင်းသားသမဂ္ဂကျွန်တော်တို့လုံခြုံရေးအဖွဲ့မှာကျောင်းသားသမဂ္ဂရဲ့တရားဝင်ရည်ရွယ်ချက်ကိုကျွန်တော်တို့ကြိုးပမ်း။ဒါဘာကြောင့်ကြိုးပမ်းလဲ ဒေါက်တာမမောင်ကပြောတဲ့လိုဖြည်းဖြည်းအေးအေးဆေးလွတ်ကြတာပေါ့ဆိုလို့ရှိရင်အချိန်ရင်တစ်ခုပြောင်းသွားရင်ကျောင်းသားတွေအတွက်အခြေအနေကိုကျွန်တော်တို့ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာအနာဂတ်ဟာကျွန်တော်တို့အတွက်တိတ်တေချာနေပြီလို့ဘယ်သူမှပြောလို့မရပါဘူး။ဒါကြောင့်လဲဆိုကျွန်တော်လည်းအကုန်လုံးကိုတောင်းခဲ့တယ်ဆိုဒီထဲမှာဘယ်သူမှရှေ့မနှက်ဖြန်တပတ်ခါမှာဖြစ်မယ်ဆိုတာကိုပြောနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ဒီညမှာကျွန်တော်တော့ထောက်အပ်တဲ့စင် ျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့လုံနိုင်တဲ့ level တွေကရနိုင်တဲ့လောက်အားလုံးညီညီမျှမျှနဲ့ကျွန်တော်တို့ရယူထားဖို့လိုအပ်မှာဖြစ်ပါတယ်။အခုကျွန်တော်ငြိမ်းချမ်းရေးဆွေးနွေးပွဲအခုကျွန်တော်တို့လုပ်နေပါလေ။ပင်လုံးကြီးလာခံတဲ့ပတ်သက်တဲ့အခြေအနေတွေရှိပါတယ်။ဒါပေမဲ့ဒီအခြေအနေမှာကျွန်တော်တို့ဘာကိုရယူသွားမလဲဆိုရဲအခြေအနေတခုရှိပါတယ်။နောက်တစ်ခုစရွေးကောက်ပွဲကိုမဝင်တော့ဘူးဆိုတဲ့အခြေအနေမှာဒါတို့ဒီကလေးမျိုးမှာကျပခဲ့တဲ့ပွဲကိုတက်ခဲ့တဲ့တက်ခဲ့တဲ့သူတွေရှိပါတယ်။ ဒါကိုတို့ကြော်လိုက်လို့ဘာလို့ဆိုဒီပွဲဟိုဒီရောက်ခဲ့လေအဲ့ဒီတော့ကဂီရီမှုန်တိုင်းရှိနေတဲ့အတွက်ရန်ကုန်ကလာမယ်ဂီရီခီးစင်တွေဖြတ်သွားတဲ့အတွက်တချို့ကျွန်တော်တို့တော့ရောက်နိုင်ခဲ့ဒါပေမဲ့ရန်ကုန်မှာကျွန်တော်တို့ကြိုးပမ်းခဲ့အဲ့ဒီတုန်းကခွဲထွက်ရေးလည်းမဟုတ်ဘူးတပြည်တော်စနစ်လည်းမဟုတ်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကြီးကိုကျွန်တော်တို့တည်ဆောက်မယ်လို့ကျွန်တော်တို့တာဝန်ခံပြုခဲ့ကြတယ်အခုကျွန်တော်တို့စီဆက်ရှင်ကိုဆွေးနွေးနေမှာဆိုကျွန်တော်တို့ဒီကွန်ဗန်ရှင်ဆုံးဖြတ်ချက်ကြမှာမဟုတ်ဘူးခွဲထွက်ရေးကိုဆွေးနွေးနေ မကြရင်ကျွန်တော်တို့ဖွဲ့စည်းဖို့ပြင်နိုင်မှာပေါ့ဖွဲ့စည်းဖို့မပြင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အခက်ခဲတဲ့ကိုကျွန်တော်တို့ပြန်ရောက်ပြီးကျွန်တော်တို့ရှိမှုထုတ်နိုင်မှာပဲဖြစ်လေကျွန်တော်တို့မြန်မြန်ဆန်ဆန်ရှင်းတိုးနိုင်အောင်ကျွန်တော်အဲ့ဒီချိန်ကာလတော့ကတိုင်းသားခေါင်းဆောင်တွေညာစွာနဲ့ကလေးမှုဂျင်ညာစာတန်းကြီးလုတ်ခဲ့တယ်ပြီးတော့အဲ့ဒီဂျင်ညာစာတန်းကိုဒီဝိုင်းရဲ့နိုင်ငံကြီးသမားကြီးဒီတခေတ္တိရဲ့အိမ်မှာပဲကျွန်တော်တို့ဒီပြညာချက်ကိုဘောင်ဆန်းစုကြည်ကိုလွတ်အပ်ခဲ့ဒီတာဝန်ကိုဒေါအောင်ဆန်းစုကြည် ဆက်လက်ထမ်းဆောင်ပါဆိုဒီအခြေအနေတွေအားလုံးကိုအခုချိန်မှာကျွန်တော်တို့ပြည်ပြဆန်းဆန်းလုပ်တယ်ပါတီတစ်ခုကနေရွေးကောက်ပွဲမှာ80ရာခိုင်နှုန်းကျော်နိုင်ဖို့ဆိုတာရွေးကောက်ပွဲထိုင်မှာမဖြစ်ဘူးမဖြစ်နိုင်ဒီရထားတဲ့အခွင့်အရေးဟာဖွဲ့စည်းဖို့အခြေခံဥပဒေပြင်ဆင်ဖို့ဆိုရင်85ရာခိုင်နှုန်းသောမဲရဖို့ကြိုးပမ်းရမယ့်အခြေအနေမှာကျွန်တော်တို့20လောက်ကိုကြိုးပမ်းရမယ် တက်မတော်သားတယောက်ရအောင်ကြိုးပမ်းတာဒီအချိန်ကြီးကာလတစ်ခုကိုရနိုင်ဖို့ဆိုတဲ့အခွင့်အလမ်းဟာအလွန်နည်းတယ်။နောက်2020ရွေးကောက်ပွဲမှာအခုလောက်လူတွေအများကြီးမဖြစ်ဘူး။ဖြစ်နိုင်ခဲ့အောင်စူးစမ်းကြဖို့အတွက်တော့ဒါကျွန်တော်တို့အစွမ်းကုန်ပြင်ဆင်နေကြတယ်။ရွေးကောက်ပွဲတိုင်းရွေးကောက်ပွဲတိုင်းဟာဒီမိုကရေစီစနစ်ကိုဖျက်ဆီးလာခဲ့ကြတဲ့ရွေးကောက်ပွဲတိုင်းအခြေအနေတိုင်းဟာ အုပ်ချုပ်ရေးအာဏာကိုရယူထားတဲ့လူတိုင်းပေါ်မှာဆောင်ရွက်မှုတွေအားလုံးကိုတအားအကောင်ကြီးအားလုံးကလိုချင်ကြတယ်။တကယ်မြေပြင်မှာတကယ်လက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်တဲ့ချာအိမ်တိမ်ချမ်းသာဖို့အတွက်ဘာလို့ရုံးကြပါလဲ။နိုင်ငံတကာနိုင်ငံချမ်းသာပြီးဗက်ပေါင်းစုံအခြေခံအဆောက်အဦဖြစ်ဖို့ကျွန်တော်တို့တော်တော်လိုအပ်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကခက်ခဲပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အခုရတာတဲ့ကျွန်တော်တို့ရောက်နေတဲ့အခြေအနေမှာကျွန်တော်တို့သိပြီး ကျွန်တော်တို့ရောက်နေတဲ့အခြေအနေကနေကျွန်တော်တို့ရနိုင်အခုဒီရထားတဲ့အခြေအနေတည်းကနေပြည်သူလူထုအတွက်အကောင်းဆုံး right တွေကိုကျွန်တော်တို့ဘယ်လောက်ထန်ကြီးပေးနိုင်မလဲဆိုတော့အများဆုံးကောင်းတဲ့ပေါ်ဖို့လိုအပ်ပါမယ်ဒီထဲမှာအခုကောင်းတဲ့ကနေစပြီးကြိုးပမ်းလာတဲ့အခုဒီပွဲမျိုးလေးတွေဟာအလွန်အမြတ်ကောင်းပါလေနိုင်ငံရေးကျင်းသားတွေကျွန်တော်တို့နဲ့အတူဖြတ်သန်းခဲ့တဲ့သူတွေအတွက်ဒီနေရာအခွင့်အလမ်းတွေဖြစ်ပါတယ်ဒီမှာကျွန်တော်တို့လည်းအခုလို့ လုပ်ရင်လေကျွန်တော်တို့လာလိုက်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့စူးစီးခွင့်ကိုကျွန်တော်တို့စုပ်ပြေးခွင့်ရတယ်ဒီမှာရှိတဲ့သူတွေကပြောစကားအတန်ကိုအမှန်တိုင်းပြောရင်ကျွန်တော်နားထောင်ချင်ပါတယ်ကျွန်တော်တို့ပြောတာက ဖြစ်နေတဲ့အခြေအနေကိုကျွန်တော်တို့ကရှင်းပြတာပဲဖြစ်ပါတယ်အတန်တွေကိုနားထောင်လို့ရမယ်ဆိုရင်ကျွန်တော်တို့ကဒီအတန်တွေတဲကနေဘာတွေကိုရှေ့ဆက်ပြီးပြုပြင်ပြောင်းလဲလုပ်တင်တယ်လဲဆိုတဲ့အခြေအနေတွေကိုကျွန်တော်တို့သိနိုင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့လုပ်နေတဲ့အခြေအနေတွေအကုန်လုံးကို ဒီမှာရှိတဲ့သူတွေကမသိနိုင်ပါဘူးကျွန်တော်တို့ကအခုလို့တွေ့နေကျွန်တော်တို့ပြောပြလို့ရဘာကြောင့်ပြောပြကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ဒီရဲဘော်ရဲဘက်တီကိုပြောပြနိုင်စရာမရှိတဲ့ကိစ္စမရှိပါဘူးဘာကြောင့်လဲဆိုကျွန်တော်တို့တဲမှာလုံခြုံရေးဝန်ကြီးလိုဟာမျိုးကျွန်တော်တို့အစိုးရဘက်အတွင်းကူဆိုတဲ့ပြည်ထောင်ဝန်ကြီးဌာနလိုဟာအဲ့ဒီပြီးတော့တက်ကနေအတွင်းကူပြောင်းလာတဲ့ဒူဒေတောင်းကျွန်တော်တို့ပြောနိုင်သေးတာကျွန်တော်တို့အခြေချင်းကြမှာဘာမှမပြောပြနိုင်ကြအောင်ရှိဘူးဒါကျွန်တော်တို့အားလုံးကိုပွန့်ပွန့်လင်းလင်းနဲ့ ကိုလင်းမြင်တာဆိုတာကျွန်တော်တို့ပြောလို့ရတယ်။အဲဒါပေမဲ့လူအများကြီးကြားမှာအခုလူမိုက်တိုင်ပြီးပြောလို့ရတဲ့ကိစ္စရှိတယ်လို့ဒီလိုစကားဝိုင်းတစ်ဝိုင်းမှာထိုင်ပြီးပြောတဲ့အခြေအနေမျိုးတော့ကွာခြားချက်ရှိနိုင်ပါလား။ဒါကြောင့်ကျွန်တော်ကဒီဒီပွဲကိုကိုအောင်တင်လုပ်တဲ့ပွဲဟာကောင်းပေါ်ပါလေဒီပွဲနဲ့ပတ်သက်ပြီးဒီ US အကောင့်နေပြီးတော့ပူကြီးပေးတဲ့အတွက်ကျွန်တော်တို့ user တွေကြားထဲမှာ user အဆက်ဆက်ပေါ့ ။နောက်ကျွန်တော်တို့ဒီနိုင်ငံရေးကျင်းသားမျိုးဆက်အဆက်ဆက်ကြီးအခုကောင်းယူနေကြတဲ့သူတွေကြမှာအခွင့်အလမ်းတွေပေါ်လာတယ်။ဒီအခွင့်အလမ်းတွေဟာလည်းကျွန်တော်တို့မိမိရရဆုပ်ကြိုင်ပြီးကျွန်တော်တို့နိုင်ငံဒီမိုကရေစီနဲ့လူ့ခွင့်ရေးရှင်သန်နိုင်ဖို့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ဆိုတဲ့အပိုင်းတွေမှာထောက်ကူဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ညွှန်လင့်ပါတယ်။ကျွန်တော်တို့ရဲ့ရှေ့ဆက်သွားမယ့်ခီးလမ်းမှာလည်းကျွန်တော်တို့ generation အဆက်ဆက်တွေနဲ့ကျွန်တော်တို့ဆွေးနွေးကြပါတယ်ကျွန်တော်တို့ကြားကြပါတယ်ကျွန်တော်ရှိရပြောသူကျွန်တော်တို့မှာ အချိန်မရှိဘူးဆိုပေမဲ့အချိန်ကိုရောက်ကျွန်တော်တို့ဖန်တီးရမှာဖြစ်ပါတယ်ဒီလိုဖန်တီးနိုင်ဖို့အတွက်လည်းကျွန်တော်ဒီစကားဝိုင်းဒီထဲမှာ light note ဆက်တင်ကကျွန်တော်တို့ကျွန်တော်တို့နည်းနည်းလေးအရက်20လောက်ကြိုပြီး issue တစ်ခုကိုကြိုသိရမယ်ဆိုရင်ကျွန်တော်တို့ပြင်ဆင်လို့ရပါတယ်ဘာလို့ဒီရက်ဒီအချိန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကရွှေ့ပြီးတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့အားလုံးစုံနိုင်တဲ့အခြေအနေတစ်ခုရှိနိုင်ပါတယ်ကျွန်တော်အနေနဲ့ရှိနေတဲ့အခြေအနေကဘာလဲဆိုတော့ကျွန်တော်အုပ်ချုပ်ရေးတာဝန်ကိုဆောင်ရွက်ခွင့် ရတယ်ဒါဟာတာဝန်တရက်ကိုကျွန်တော်ဆောင်ရွက်သွင်းရဒီတာဝန်တရက်မှာလုံနိုင်တဲ့ level တွေရှိပါတယ်ဒီလုံနိုင်တဲ့ level တွေကိုကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေဘက်ကကျွန်တော်တို့နိုင်ငံရေးကျင်းသားတွေဘက်ကကျွန်တော်တို့ပြည်သူလူထုတွေဘက်ကလိုအပ်တဲ့တောင်းရှိမယ်ဆိုရင်ကျွန်တော်တို့လွတ်အပ်ထားတဲ့တာဝန်ကဒီဟာကိုထမ်းဆောင်ပေးဖို့ပဲဖြစ်ပါတယ်ကျွန်တော်လုပ်ပေးနိုင်ပါဒီလုပ်ပေးနိုင်တဲ့အခြေအနေကိုဥပဒေလုံးဝလုံးကြီးနဲ့ညီညွတ်အောင်ကျွန်တော်တို့အားလုံးပြင်ဆင်ပြီးဆွေးနွေးကြမယ်ဆိုရင်ကျွန်တော်တို့ တွေးဆမှုတွေဟာကျွန်တော်တို့နိုင်ငံရဲ့တိဆောက်ရေးအတွက်အများကြီးရလက်ကောင်းတွေရနိုင်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဒီလိုဆောင်ရွက်နိုင်တဲ့မှုအတွက်ကိုလည်းဒီဆောင်ရွက်မှုဖြစ်နိုင်ဖို့အတွက်ဝိုင်းဝန်းကူညီပေးကြတဲ့သူအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့လည်းနိုင်ငံရေးကျန်းသားတွေကျွန်တော်တို့ဒီမှာလှုပ်ရှားဆောင်ရွက်နေကြတဲ့ level အီးတီးရဲ့လှုပ်ရှားဆောင်ရွက်နေရတဲ့အခက်အခဲတွေအားလုံးကိုသိမယ်ဆိုရင်အားလုံးကိုမပုံဖော်မဆောင်ရွက်ပေးနိုင်သေးရင်တော့မှကျွန်တော်တို့ဆောင်ရွက်နိုင်တဲ့ကျွန်တော်တို့ရပါတဲ့ level တဲ့ကနေအကောင်းဆုံးအခြေအနေတွေ ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့ပြီလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အခုလို့စုံပြေးခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူး